လူသမှုကျူးလွန်ထားတဲ့ဗီဒီယို၃ပုဒ်ကိုဒီဝက်ဆိုက်မှာတင်မယ်ဆိုလို့ရှိရင်တော့အတင်ရဒီအဖွဲ့ရဲ့ member တွေဖြစ်လာပါတော့။ Asian ID လို့ခေါ်တဲ့မှုကင်းဇလန်တွေကနေပြီးတော့တတိယကြောင်ဆက်ရှိခဲ့တဲ့ရုပ်ရှင်ကားကြောင်ကျွန်တော်ပြောပြချင်ပါတယ်။ဒီပစ်ပေါ်မှာတွဲလောင်းချီခံလာရပြီးတော့လက်ပင်းကိုရဲရဲဆက်ဆက်တီးဖြတ်ထားတဲ့ဓာတ်တံရတွေနဲ့လူတွေအလောင်းကိုရဲရဲတွေ့ရှိခဲ့ကြပါတယ်။ဒါကြောင့်နေပြည်တော်ရဲရဲလူသမှုကိုစုံစမ်းမှုတွေ Asian ID လို့ခေါ်တဲ့ဧရိယာတူပြတ်တဲ့ပုံပဲအာဂျုံစာကကိုခေါ်ယူခဲ့ကြပါတယ်။ သူကအမြဲတမ်းဒေါသတွေပြည့်နှက်နေပြီးတော့မှုတစ်ခုကိုတိတိကျကျနဲ့တတ်တည်တွေကိုစူးစီးပြီးတော့အများဆုံးဖမ်းဆီးနိုင်တဲ့ရဲတယောက်လည်းဖြစ်ပါတယ်။သူကအခင်းဖြစ်ပွားရာနေရာကိုချက်ချင်းရောက်ပြီးတော့တတ်တည်တွေကိုချက်ချင်းစူးစီးပြီးတော့တရားခံကိုလည်းအများဆုံးဖမ်းမိခဲ့တာပါ။သူကသူဖမ်းမိခဲ့တဲ့တရားခံကိုဒီနေမီခင်ရဲစခန်းမှာပဲအရင်ချပြီးတော့စစ်စီမင်းမြန်နေခဲ့တာပါ။ဒါပေမဲ့သူစစ်စီမြင်းမြန်းနေတဲ့အချိန်မှာပဲနောက်ထပ်လူတက်မှုတစ်ခုကမြို့ထဲမှာထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။ဒီတကာဖြစ်ပေါ်ခဲ့တဲ့လူပြတဲ့ချိန်လူတက်မှုကလည်းပထမလူတက်မှုဖြစ်စဉ်ကလုံးဝကိုတည်နေတာကိုသိရှိခဲ့ကြပါတယ်။ ပထမတစ်ချိန်ဖြစ်ပေါ်ခဲ့တဲ့တရားကိုဖမ်းမိနေတော့မှပဲဘာကြောင့်သတ်သိနေရတဲ့ကံကိုဖတ်ဖြစ်ခဲ့တာလဲဆိုတော့အားလုံးစဉ်းစားကြရတဲ့ဖြစ်နေကြပါတယ်။ဒီမကြခင်မှာပဲနောက်ထပ်ဒုတိယတရားကိုဖတ်ပြီးခဲ့ပါသေးတယ်။ဒီပထမတရားကဒုတိယတရားကနှစ်ယောက်လုံးကအဖမ်းပြင်းတစ်ခုထဲမှာထည့်ပြီးတော့ဆက်စပ်နေကြခဲ့ပါတယ်။ဒီရောက်နေတဲ့ရောက်မရှိတော့ချင်းချက်သွားပုံနဲ့ကျင်းလို့ပုံနဲ့အပေါ်မှာလည်းဆက်ပြီးနေရတယ်ဆိုတော့စဉ်းစားကြရတဲ့နောက်ထပ်တစ်ခုပါပဲ။နောက်ထပ်ဒုတိယတရားတစ်ခုကတော့သူ့လက်ပေါ်ကထိုးရတဲ့တက်တူတက်ကလုံးလေးဖြစ်ပါတယ်။ ဒီစကလုံးတွေကဘာလို့ဆိုလိုနေလဲဆိုလို့ရှိရင်တော့ပုံမှန်လူတွေလွယ်လွယ်လေးကြည့်လို့မရတဲ့ website တစ်ခုဖြစ်ပြီးတော့ဒီ website မှာဘာတွေတင်ထားလဲဆိုရင်တော့လူတက်ထားတဲ့ video တွေအများအများကိုတင်ထားတာပဲဖြစ်ပါတယ်။လူတက်ဖို့တစ်ခုကိုကျွန်းတော်ထားတဲ့ video သုံးဖို့တင်နိုင်လို့ရှိရင်ဒီအဖွဲ့ရဲ့ member တွေဖြစ်လာမှာပါ။ဒီလိုဆောင်ပုံနဲ့ဒီစိတ်ကြစားတမားတွေကဒီကြိုးကန့်တွေအနောက်ကနေလိုက်ပြီးတော့လှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီးနောက်ထပ်ဆောင်ရွက်မှုတွေလုပ်ခဲ့အခါမှာနိုင်ငံတကာမှာဒီတက်ဖို့ပေါင်းများစွာအများပြဖြစ်နေတာတွေ့ရှိခဲ့ရပါတယ်။တချို့ကတိုင်ကြားချက်တွေရှိပြီးဖန်ဆီးရရှိခဲ့တဲ့တချို့ data တွေမှာတော့ဖန်ဆီးထားခြင်းမရှိဘူးဆိုတော့ ါပါပဲ။ဆိုတော့ဒီလိုလေးရာတနေ့ပြည်နယ်လူတက်မှုတွေကျွမ်းလို့ပြီးတော့အဲ့ဒီဝက်ဘ်ဆိုက်မှာဗီဒီယိုတွေတင်ရှိနေကြတာဖြစ်ပါတယ်။ဒီလိုလေးရာဘယ်နှယောက်တော့မှရှိနေလဲဆိုတော့ခက်မယ်လို့ညာ။ဘာကြောက်လဲဆိုတော့ဝက်ဘ်ဆိုက်မှာ member တွေနေနဲ့ထောင်ကျော်လောက်ရှိလို့ပါပဲ။ဒီလိုနိုင်ငံထဲမှာရှိနေတဲ့လူတက်သမားတွေဖန်ဆီးဖို့ဆိုတော့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။အာဂျွန်ဆာကဆိုတဲ့ရဲနေတဲ့ဒီလိုလူတွေကိုဘယ်လိုမျိုးဖမ်းသွားမလဲဆိုတော့စိတ်ဝင်စားစရာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇယန်ရဲ့အကြောင်းအရာကြီးပပဝင်နေတဲ့စိတ်ဝင်စားစရာကောင်းတဲ့စုံစမ်းရ ဗေဒင်နေနဲ့ကောင်းမွန်တဲ့နေသားမှာရှိပြီးတော့အပြေးခံရမှုလည်းအများကြီးရရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်လည်း HND ရဲ့၄ချိန်မှာရုပ်ရှင်ထောက်အောင်မှာဆိုတော့ထပ်ပြီးမျော်လင့်စရာတခုဖြစ်လာမယ်လို့ကျွန်တော်ထင်မိပါသေးတယ်။ကျွန်တော်ဒီနေ့တော့ဒီလောက်ပါပဲ။နောက်နေ့မှာကျွန်တော်နောက်ထပ်ရုပ်ရှင်တွေနဲ့ပြန်လာခဲ့ပါမယ်။အဆုံးထိကြည့်ရှုခဲ့ပြီးလို့ကျေးဇူးတင်ပါတယ်။ဒီလိုမျိုးရုပ်ရှင်အကြောင်းတွေကိုသိချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ page ကို follow လုပ်ထားဖို့ကျွန်တော်ပြောင်းရင်းနဲ့ပဲအားလုံးကိုတောင်းဆိုလိုက်ပါရစေ။ကျွန်တော်ကတော့ podcast blog ကကျွန်တော်ပဲဖြစ်ပါတယ်။